မင်္ဂလာပါ brighter mathematics ခဏကြိုဆိုပါရယ်ဒီနေ့တော့ဒီကျေတို့ grade 12 mathematics ရဲ့ chapter 4 better algebra သင်ခန်းစာရဲ့အပိုင်းစနစ်ကိုဆွေးနွေးကြမှာဖြစ်တယ်ဟုတ်ပြီအပိုင်းစနစ်မှာဆွေးနွေးမယ့်အကြောင်းအရာတွေက lines တွေအကြောင်းဖြစ်တယ် 3d 3d space တဲမှာရှိတယ် lines တွေအကြောင်းကိုဒီနေ့ဆွေးနွေးသွားမယ်ဟုတ်ပြီအဲ lines တွေအကြောင်းကအဓိကပါလဲဆိုရင် line တစ်လမ်းရဲ့ equation ရေးတဲ့အကြောင်းပေါ့နော် line to line equation ကိုတို့ပုံစံသုံးမျိုးနဲ့ရေးမယ် vector equation parametric equation cartesian equation တနည်းပြောရင် vector form parametric form cartesian form ပေါ့အဲ့လိုသုံးမျိုးနဲ့ line to line equation ကိုတို့ဖော်ပြမယ်ဒီ vector ခန်းမှာပေါ့နော်ကဲဟုတ်ပြီအဲ့တော့တို့ကြည့်ရအောင် line အကြောင်းလေးဟုတ်ပြီဒီ chapter 4ရဲ့ better algebra သင်ခန်းစာရဲ့နောက်ဆုံးအပိုင်းပေါ့နော်နောက်ဆုံးပိုင်းမှာတို့ဘာတွေလေ့လာရမလဲဆိုရင် lines and plane and space အ space ထဲမှာရှိတဲ့ line နေအကြောင်း plane နေအကြောင်းတို့လေ့လာဖို့ကြံသေးတယ်ပေါ့နော်အခုကဒီနေ့ကတော့ဗာလဲဆိုရင် line နေအကြောင်းတို့လေ့လာမယ် 3dimensional space ထဲက line နေအကြောင်းလေ့လာမယ်ဟုတ်ပြီ line equation တွေကိုရေးမယ်ပေါ့နော်ဟုတ်ပြီ line equation ရေးဖို့တို့ဗာတွေသိထားဖို့လိုလဲဆိုတော့ဒီမှာ a direction vector of a straight line straight line တခုပေါ့နော်တို့ရေးကျင်တဲ့ straight line တခုအဲ့ line တခုရဲ့ direction vector ဆိုတာတဲ့ is a vector တဲ့ parallel to the line အဲ့ဒီဒိုးရင်းမဲ့ line နဲ့ parallel ဖြစ်နေတဲ့ vector လေးကိုဘာလို့ခေါ်တာ direction vector လို့ခေါ်တာတို့က line တစ် line ရဲ့ equation ကိုရေးကျင်တယ်ပေါ့နော်ရေးကျင်တယ်ဆိုရင်အဲ့ဒီ line နဲ့ပြိုင်နေတဲ့ vector လေးတခုရှိရမယ်ပေါ့အဲ့ဒါလေးကို direction vector လို့ခေါ်တယ်တဲ့ဟုတ်ပြီအောက်မှာသူကဆက်ပြောထားတယ် in 3D geometry တို့ဒီ 3D dimensional ဒီ geometry မှာ we can determine the equation of a line equation line to line ရဲ့ equation ကိုတဲ့သတ်မှတ်နိုင်တယ်ဆုံးဖြတ်နိုင်တယ်ဘာတွေနဲ့လဲဆိုရင် using its direction and any fixed point on the line အဲ့ဒီ line ပေါ်မှာရှိတဲ့ any fixed point တစ်ခုပေါ့နော် fixed point တစ်ခု ਨੇ သူ့ရဲ့ direction ကိုသုံးပြီးတော့သူကသတ်မှတ်နိုင်တယ်တဲ့အဲ့ဒီ line ရဲ့ equation အဲ့ဒါဆို line equation ရေးဖို့အတွက်သူကအဲ့ဒီ line ပေါ်မှာရှိတဲ့ fixed point တစ်ခုလိုအပ်တယ် ပြီးရင်အဲ့ဒီ line ရဲ့ direction ကိုသိဖို့လိုတယ် direction ကသူနဲ့ပြိုင်နေတဲ့ direction vector လေးသိရင်သူ့ရဲ့ direction ကိုသိတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါ equation တစ်ချောင်းရေးဖို့အဲ့ဒီတို့ရေးမဲ့ line ပေါ်မှာ fixed point တစ်ခုတည်ရမယ်ပြီးရင် direction တည်ရမယ် direction တည်ဖို့ဆိုရင်သူနဲ့ parallel ဖြစ်နေတဲ့ direction vector လေးတစ်ခုတည်ရင်ရပြီကဲဟုတ်ပြီအဲ့တော့ဒီ space ထဲမှာဒါလေးက vector လေးတစ်ခုပေါ့နော်တို့ဆွဲမဲ့ line နဲ့ parallel ဖြစ်နေတဲ့ transition pattern လေးပေါ့ဒါလေးอ่ะပြီးရင် fixed point a လေးရှိမယ်ဒီမှာဒီနှစ်ခုရှိပြီအဲ့ဒါဆိုရင်တို့อ่ะတို့ equation ရေးမလိုက်ဆွဲလိုက်မယ်ဘယ်လိုဆွဲမလဲဆိုရင်တို့อ่ะဒီ a ဆိုတဲ့ point လေးကိုဖြတ်ပြီးတော့ b နဲ့အပြိုင်ဆွဲရမယ်ဟုတ်ပြီ draw a line l l ဆိုတဲ့ line ရဲ့နာမည်က l လို့ပေးလိုက်မယ်ပေါ့နော် draw a line l l ဆိုတော့ line တစ်လိုင်းကိုတို့ဆွဲမယ်တဲ့ဘယ်လိုဆွဲမလဲဆိုရင် pass it through a fixed point a A ဆိုတဲ့ face point ကိုဖြတ်ပြီးဆွဲမယ်အဲ့ဒီ A ကတဲ့ position beta အဲ့ A ရဲ့ position beta ကဘာလဲဆိုရင် beta A ဖြစ်ရမယ်တဲ့ beta A ဖြစ်တယ်တဲ့ and ပြီးတော့ that the line is parallel to a beta B အဲ့ဒိုးဆွဲလိုက်တဲ့ line က beta B လေးကိုလည်းဘာဖြစ်ရမလဲပြန်ရမယ်တဲ့ as shown in the figure ပုံမှန်ပြထားတဲ့အတိုင်းတဲ့ဟိုမီတို့က L ဆိုတဲ့ line လေးကိုဆွဲတယ်ဘယ်လိုဆွဲလဲဒီ face point A လေးကိုဖြတ်မယ် ီပတာဘီလေးနဲ့အပြန်ပြန်အောင်ဆွဲလိုက်တယ်ပုံမှန်ပြထားတဲ့အတိုင်းဟုတ်ပြီးရင်တို့အဲ့ L က equation ကိုတို့ရေးမယ်တို့ကတော့ဒီ A ရဲ့ position ပတာဆိုတော့ OA လေးပေါ့နော် O နဲ့ A ကိုဆက်လိုက်တော့ OA ပတာလေးအဲ့ဒါလေးကဘာလဲဆိုရင်ပတာ A ဖြစ်တယ် ဟုတ်ပြီ line to line ရဲ့ equation ဆိုတာအဲ့ line ပေါ်မှာရှိတဲ့ point တွေကိုကိုစားပြုတဲ့ equation ပဲအဲ့ဒါဆိုတော့သူကဒီပေါ်မှာရှိတဲ့ any point ကိုဘယ်တိဘယ် point ကိုမဆိုကိုစားပြုတဲ့ equation ကိုအဲ့ဒါကို line equation လို့ခေါ်တာဖြစ်တယ်အဲ့ကြောင့်မလို့သူကဒီ line ပေါ်မှာကြိုက်တဲ့ point တစ်ခုကိုယူလိုက်ကြိုက်တဲ့ point တစ်ခုယူလိုက်မယ် let r be any random point r ဆိုတာသူကကြာပန်းယူလိုက်မယ်အဲ့ဒီ line l ပေါ်မှာကြိုက်တဲ့နေရာမှာယူလို့ရတယ် နော်ယူလိုက်မယ် point တကူအဲ့အဲ့အမှတ်ကလေးကိုသူကအာလို့ထားမယ်သူ့ရဲ့ position better က better အာဖြစ်ရမယ်တဲ့ဟုတ်ပြီအဲ့ဆိုသူကဒီ line မှာအာလေးအာဆိုတဲ့ point လေးတကူခောက်ပြီးတော့ယူလိုက်ပြီသူ့ရဲ့ position better လေးက OR ပေါ့နော် OR လေးကိုသူကဘာနဲ့တတ်မှတ်လဲ small letter better အာလေးနဲ့တတ်မှတ်တယ်ဟုတ်ပြီအဲ့တော့ line equation ဆိုတာဒီအဲ့ line ပေါ်မှာတို့ယူလိုက်တဲ့ any point လေးရဲ့ position better ကိုဖော်ပြတဲ့ better ပဲဒါပဲ သူ့ရဲ့ position ဘက်တာကဘာလဲဆိုရင်ဘက်တာအားဟုတ်ပြီအဲ့ button အားလေးကိုလိုချင်ရင်သူဘလို့သွားမလဲ O ကနေစထွက်ပြီး R ကြီးသွားမယ်ဆိုတော့ O ကနေ A ကိုရောက်မယ် A ကနေ R ကိုသွားမယ်အဲ့ဒါဆိုရင်သူလိုချင်တဲ့ဘက်တာအားလေးရမှာပေါ့နော် R ရဲ့ position ဘက်တာလေးရမှာအဲ့ဒီ any point ရဲ့ position ဘက်တာပဲဒီ line equation ဆိုတာသူ့ပေါ်မှာရှိတဲ့တို့ယူလိုက်တဲ့ any point ရဲ့ position ဘက်တာကိုပေါ်ပြတဲ့ equation ပဲ ဟုတ်ပြီအဲ့ဒါဆိုဒီပတာအားလေးကိုဖော်ပြတဲ့ equation ပေါ့အဲ့တော့ပတာအားလေးကိုလိုချင်ရင်ပတာ a ပတာ er ပေါ့နော်ပတာအားလေးဒီပတာ a ပတာ er ဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကတို့ကဒီ l လေးဒီဒီပတာ b လေးနဲ့ parallel ဆွဲထားတာဆွဲထားတာဆိုတော့ဒီ ar လေးဒီတို့ခုလိုချင်တဲ့ဒီ ar လေးဒီပတာ b လေးနဲ့ဘာဖြစ်လဲပြိုင်တာပေါ့နော် l မြင်းတစ်ချောင်းလုံးကြီးကပြိုင်မှာတော့သူ့ဘောက segment လေးကလည်းပြိုင်တာပေါ့ ဟုတ်ပြီမြင်းနှကြောင်းပြိုင်နေဆိုရင်ရှေ့မှာတို့က parallel better definition အရာတိခဲ့ပြီးပြီမြင်းနှကြောင်းပြိုင်ရင်မြင်း better နှစ်ခုပြိုင်ရင်တစ်ခုကို scalar နဲ့မြောက်တာဒီကြံတဲ့တစ်ခုနဲ့ညီတယ်ဟုတ်ပြီအဲ့ဒါတွေတို့ကအခုရေးလိုက်မယ် since ar better parallel better b ဟုတ်ပြီဒီ better နှစ်ခု ar better ar လေးနဲ့ better b လေးကပြိုင်သောကြောင့်တဲ့ပြိုင်သောကြောင့် တစ်ခုကို scalar နဲ့မျောက်လာရင်ဂျန်နဲ့တစ်ခုနဲ့ညီရမယ်အဲ့ scalar ဒီဝမ်းထက်ကြီးရင်လည်းကြီးမယ်ဝမ်းအောင်ငယ်ခြင်းလည်းဝမ်းငယ်မယ်အကယ် AR ဒီဒီ beta B ထက်ကြီးခဲ့ရင်ဒီ T လေးကဝမ်းထက်ကြီးမှာပေါ့သူ့ရဲ့ parameter လေးရဲ့အကယ် AR က beta B ထက်ငယ်ခဲ့မယ်တူအလျားတူမယ်ဆိုရင်ဒီဒီလေးကဝမ်းအောင်ငယ်မှာပေါ့နော်အဲဒီဆိုတာလေးကဒီ belongs to r ဆိုတာဒီဆိုတာ real number လေးဖြစ်တယ်တဲ့ for sam ဒီ belongs to r ဆိုပြီးအဲ့ဒါဆိုတို့ AR ဒီ beta TB T beta B နဲ့ညီတယ်ဆိုတော့တို့ကဒီနေရာလေးမှာတို့အစားသွင်းလိုက်ပါပေါ့နော် beta T beta B ဒီအကောင်လေးရအဲ့ဒါဆိုတော့တို့ကဒီအပေါ်က equation လေးမှာ beta r equal to beta a plus d beta b ဆိုပြီးတို့ကရေးလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီ r လေးဒီပါလဲတို့ယူလိုက်တယ် line l ပေါ်က any point ရဲ့ position beta ဒီ a beta a လေးကကြတော့တို့ ရှာကျင်တဲ့ equation line l ကလိုင်း l ပေါ်မှာရှိတဲ့အဲတိတို့တိပြီးသား fix point တခုဒီ beta b ဆိုတာလေးကဒီ line l နဲ့ parallel ဖြစ်နေတဲ့ beta လေးတခုပေါ့နော် t ဆိုတာကတော့ scalar term လေးတခုဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့တို့က line ပေါ်မှာတို့ any point လေးကိုယူလိုက်တိုင်းယူလိုက်တိုင်းအဲ့ဒီ any point လေးရဲ့ position beta ကိုဖော်ပြတဲ့ equation လေးတို့ရသွားပြီနော် အဲ့ဒါရဖို့အတွက်ဘာလို့လဲဆို face point လေးလိုတယ် face point ရဲ့ဒီမှာ position vector ပါတယ်အဲ့တော့ face point တကူတည်ရမယ်သူနဲ့ parallel ဖြစ်နေတဲ့ vector လေးတကူတည်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုဒီ equation လေးကိုတို့ကဘာလို့ခေါ်လဲဆိုရင် vector equation of the line လို့ခေါ်တယ် line တစ် line ရဲ့ vector equation လို့ခေါ်တယ် vector form ပေါ့နော် line equation ရဲ့ဘာလဲ vector form လို့လည်းခေါ်တယ်တည်ရမယ်ပေါ့နော် line equation ဒါဒီပါလဲ line equation ဘာ form လဲဆိုရင် vector form vector equation ကဲဟုတ်ပြီအဲ့တော့ဆိုတော့ဒီ r ဆိုတဲ့ point လေးကို coordinate သတ်မှတ်ရင်တို့က m ဟို any point ဆိုတော့ x y z လို့သတ်မှတ်မယ်ဒီကောင်လေးကို a1 a2 a3 လို့သတ်မှတ်လိုက်မယ်ဆိုပါဆိုအဲ့တော့ဆိုနောက်တက်မျက်နှာကိုသွားမယ်နော်တို့က r ဆိုတဲ့ point လေးက x y z x, y, z ဆိုရင် position vector or လေးက column vector x y z ဖြစ်မယ် a ဆိုတဲ့ point လေးက a1 a2 a3 a1, a2, a3 ဆိုရင် A ရဲ့ position vector vector OA လေးက column vector A1 A2 A3 ဖြစ်မယ်။ column vector B1 B2 B3 ရာတို့တည်ပြီးသား line n နဲ့ပြိုင်နေတဲ့ vector line n နဲ့ပြိုင်နေတဲ့ vector လေးပေါ့ direction vector လေးဖြစ်တယ်။ဟုတ်ပြီအဲ့ဒါဆိုခုနက equation မှာ r vector vector r လေးနေရာမှာ x y z ထည့်မယ်။ vector a လေးနေရာမှာ A1 A2 A3 ထည့်မယ်။ vector b နေရာမှာ column vector B1 B2 B3 လေးကိုတို့ထည့်လိုက် ဲ့တော့ beta r equal to beta a plus d beta b เนาะနော်အဲ့ဒါလေးထည့်လိုက်မယ်ထည့်ပြီးရင်ဒီနှစ်ခုကိုတစ်ခုတည်းပြောင်းတို့ရှင်းလိုက်မှာပေါ့နော် a1 d b1 နော် a2 plus d b2 a3 plus d b3 ဟုတ်ပြီဟုတ်ပြီအဲ့တော့ဆိုတော့ x coordinate အချင်းဘက်တာနှစ်ခုညီရင် equal vector သဘောတရားအရာသက်ဆိုင်ရာ component တွေညီမယ်အဲ့တော့ x က a1 plus d b1 နဲ့ညီမယ် y က a2 plus d b2 နဲ့ညီသွားမယ် ဆက်ကတော့ A3 plus TV3 နဲ့ညီသွားမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုလေးရေးလိုက်တယ်အဲ့မှာ T ဆိုတာက parameter ဖြစ်တယ် T ဆိုတာ real number ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီလို x y z တွေနဲ့ဖွင့်ပြတာကိုသူကဘာလို့ခေါ်လဲဆိုရင် line equation ရဲ့ parametric form နောက်တနည်းပြောရင် parametric equation of the line ဒါလည်း line equation ပဲနောက်တစ်မျိုးပေါ့နော် parametric form နဲ့ဖွင့်ပြတာ ဖြစ်တယ်ဟုတ်ပြီနောက်တစ်မျိုးရှိသေးတယ်ဟုတ်ပြီနောက်တစ်မျိုးကဒီကနေပြီးတော့ ဘာရှာမလဲဆိုတီလေးကိုရှာဒီမှာလဲတီပါတယ်ဒီမှာလဲတီပါတယ်ဒီမှာလဲတီပါတယ်အဲ့တီလေးကိုတို့ကရှာလိုက်မယ်ပေါ့နော်ရှာမယ်ဆိုရင်ဒီကနေဒီကဒီ x equation ကနေတီရှာရင်အရင်ဆုံး a1 ကိုနှုတ်မယ်နှစ်ဖက်စလုံးကနေ x minus a1 တစ်ဖက်က tb1 ကျန်ဟုတ် t ကိုပဲလိုချင်တာမလို့ b1 နဲ့တစ်ခါနှစ်ဖက်လုံးကိုထပ်စားတော့တစ်ဖက်က t ပဲကျန်မယ်တစ်ဖက်က x minus a1 minus b1 ဖြစ်သွားတယ်ဒီမှာလဲဒီတိုင်းပဲ a2 ကိုနှုတ်မယ်နှစ်ဖက်စလုံး ပြီးရင်ဒီဘက်မှာ TV2 ကျန်တာကို V2 နဲ့ပြန်စားလိုက်တော့ T ပဲကျန်မယ်ဒီဘက်မှာ y minus a2 minus b2 ဖြစ်ဒီမှာလည်းဒီတိုင်းပဲ a3 ကိုနှစ်ဖက်စလုံးနှုတ်မယ်ပြီးရင် b3 နဲ့နှစ်ဖက်လုံးစားတော့တစ်ဖက်ကတရားပြတ်သွားပြီတစ်ဖက်ကတည်ကျန်ဟုတ်ပြီဒီသုံးခုစလုံးက t နဲ့ညီတာဆိုတော့ဒီဒီသုံးခုညီတဲ့ပုံစံလေးကိုတို့ကဘာလို့ခေါ်လဲဆိုရင် cartesian equation of the line လို့ခေါ်တယ် ောက်ဒီနေ့ပြောရင် line equation ရဲ့ cartesian form ပေါ့နော်ဒါလည်း line equation ပဲဒါလည်း line equation ပဲဒီကောင်လေးကလည်း line equation ပဲနော် line equation ကိုပုံစံ3မျိုးနဲ့ပေါ်ပြမယ်ဒီမှာ vector နည်းနဲ့ပေါ့နော်ဟုတ်ပြီ line equation မှာဘာတွေပါလဲဆို x y z ပါမယ် a1 a2 a3 ပါမယ် b1 b2 b3 ပါမယ်ဒီမှာလည်းဒီတိုင်းပဲ a x y z ပါမယ် a1 a2 a3 ပါမယ် b1 b2 b3 ပါမယ် ဒီမှာလည်း ax y z ပါမယ် a1 a2 a3 ပါမယ် b1 b2 b3 ပါမယ်ဟုတ်ပြီအဲ့ဒါလေးတွေကဘာလေးတွေလဲသေချာသိထားဖို့လိုတယ်အပေါ်မှာလည်းသိခဲ့ထားခဲ့ပြီဟုတ်ပြီအဲ့မှာ ax y z ဆိုတာကဘာလဲ any point တို့အခုရေးလိုက်တို့ equation ရေးလိုက်တဲ့ line ရဲ့ line ပေါ်မှာရှိတဲ့ any point ဖြစ်တယ် r ax y z is any point on the line အဲ့ line equation ဆိုတာသူ့အပေါ်မှာရှိတဲ့ any point ကို coordinate တွေကိုကိုစားပြုတဲ့ line ပဲเนาะအခုဒီမှာ any point ရဲ့ position vector ကိုကိုစားပြုတဲ့ line အခုကကြတော့เนาะ vector gain ဆိုတော့ဟုတ်ပြီ a1 a2 a3 တွေကဘာတွေလဲ fixed point အဲ့ဒီတို့ရေးလိုက်တဲ့ line equation ရေးလိုက်တဲ့ line ပေါ်က fixed point တနည်းပြောရင် known point သိပြီးသားအမှတ်တခုဥစ္စာပေးထားတဲ့အမှတ်တခုဖြစ်မယ်အမှတ်တခုသိရမယ်ပေါ့เนาะ equation ရေးရင်အဲ့သိတဲ့အမှတ်ကိုဒီမှာထည့်မယ် b1 b2 b3 ကဘာတွေလဲဆိုရင် တို့ရေးလိုက်တဲ့ equation ရေးလိုက်တဲ့ line နဲ့ parallel ဖြစ်နေတယ် direction vector လေးဖြစ်တယ်ပြိုင်နေတယ် vector တို့တို့ရေးမဲ့ equation ရေးမဲ့ line နဲ့သူနဲ့ကဖြစ်နေရမယ် parallel ဖြစ်နေရမယ်အကောင်လေးကို parallel ဖြစ်နေတဲ့ vector လေးပေါ့နော် v1 v2 v3 တို့ကဲဟုတ်ပြီဒါလေးတွေသိတယ် chapter 3မှာတော့လည်းတို့ line equation နှစ်ခုရှိတယ် coordinate form ဒီလို x y z နဲ့ဖော်ပြရတဲ့ coordinate form ရှိတယ် ဒီလိုအပိုင်းငိမ့်ပုံစံလေးနဲ့ပေါ်ပြဒီလို Cartesian form နဲ့ပေါ်ပြတဲ့ equation ရှိတယ်။အဲ့မှာတော့ကလည်းရှေ့ရဒီ axyz တွေကဘာတွေလဲ။အဲ့ line ပေါ်က any point ကိုကိုးစားပြုတာဖြစ်ပြီးတော့နောက်ကဒီမှာ x1 y1 z1 ကအဲ့ဒီ line ပေါ်က known point ပဲအမှတ်တခုပဲနော် respective point လို့ခေါ်ခဲ့တယ်။နောက်အောက်ကအောက်မှာသူက l m n a b c ဆိုပြီးတော့ခေါ်ခဲ့တယ်။အဲ့ဒါတွေကဘာတွေလဲဆိုရင်အဲ့တော့ကကြာတော့သူက directed ပဲလူတွေ။ အခု DB1 B2 B3 ကြပါလဲဆိုရင် compute direction pattern လေးရပါတယ်လေ component နဲ့ B1 B2 B3 ကြတို့ဆွဲလိုက်တဲ့ line လေးနဲ့ပြိုင်နေတဲ့ direction pattern လေးရပါတယ်လေ component နဲ့ဖြစ်တယ်ပုံမှန်တော့ direct value တွေဖြစ်တယ်အဲ့ဒါပဲပုံစံဒီပုံစံဒီပဲเนาะဟုတ်ပြီအဲ့နှစ်ခုကိုတင်ချာပြန်ပြီးတော့ chapter 3ရ equation နဲ့ဒီ chapter 4က equation နဲ့သဘောတရားအတူတူပါပဲဒီမှာကတော့ဒါလေးရပါတယ် direction vector လေးရဲ့ component တွေဖြစ်တယ်ဟိုမှာတော့ directed value တွေဖြစ်တယ်အောက်ခြေကနော် a y z ကတော့အဲ့ line ပေါ်က any point ကိုစားပြူတယ်အနောက်က a1 a2 a3 တို့မို့ a1 y1 z1 အဲ့အရာတွေကအဲ့ဒီဒုရေးမဲ့ equation ရေးမဲ့ line ပေါ်က fixed point တို့မို့ known point တို့သိထားတဲ့အမှတ်တခုဖြစ်ရမယ်ပေါ့နော် ကဲဟုတ်ပြီအဲ့တော့ဆိုရင် line equation ရဲ့ပုံစံ၃မျိုးကိုမှတ်မိမယ်လို့ထင်တယ် pattern form ရဲ့ parametric form ရဲ့ cartesian form cartesian form ဆိုတာက ratio ၃ခုညီပြီးတော့ရေးတဲ့ပုံစံလေးအဲ့၃ခုစလုံးကဘာနဲ့ညီတာလဲဆိုရင်အဲ့ parameter လေးနဲ့ညီတာဟုတ်ပြီနောက် x y z တွေနဲ့ကို x y z တွေနဲ့ဖော်ပြတဲ့ပုံစံက parametric form parametric equation of the line နော် နောက်တစ်ခုကဒါပတာဖောင်ပတာလေးတွေနဲ့ equation မှာပါလဲပတာလေးတွေနဲ့ဒါလည်းပတာဒါလည်းပတာဒါလည်းပတာเนาะပတာနဲ့ပုံပြတာကိုပတာ equation ပတာဖောင်လို့ခေါ်တယ်သုံးခုစလုံးကတော့ line equation တွေဖြစ်တယ်ခင်ဗျတို့အဲထဲမှာပါတယ်ဘာကိုကိုစားပြုလဲဆိုတာလဲတည်ပြီးဆိုတော့ဒီပုံစံလေးတစ်ပုဒ်လောက်အတွက်ကြည့်ရအောင်เนาะ example 16လေးအတွက်ကြည့်ရအောင် example 16က find the cartesian equation of the line line to line ရဲ့ cartesian equation ကို of the line နဲ့ပုံစံပေးထားတဲ့ line ပေါ့နော်အဲ့ line ရဲ့ equation ကိုရှာပါတယ် cartesian equation ကိုရှာပေးရမယ်။သူကဗာပေးထားလဲဆိုရင် ရှာကျင်တာ cartesian equation ပေးထားတာက beta equation beta r equal to ဒီမှာ beta a d beta b ဟုတ်တယ်မလားတို့သိထားတာအဲ့ဒါလေးက beta a လေးနဲ့အလားတူမယ်ဒါလေးက beta b လေးနဲ့အလားတူဒါက fixed point ရဲ့ position beta ဒါလေးက သူနဲ့ပြန်ဒိုဒိုရေးမဲ့ဒီ line နဲ့ parallel ဖြစ်နေတဲ့ position better direction better ဒါလေးက fixed point in position better ဒါပြီး r လေးကိုတို့က r better လေးကို column better a size နဲ့ကိုစားပြုလိုက်မယ် any point လေးပေါ့နော် any point in position better လေး line ပေါ်က any point in position better လေးဒါပြီးအဲ့ဒါဆိုတို့ကဒီ equation လေးကိုရေးလိုက်မယ်ပုံစံပေးထားတဲ့ equation လေးကိုရေးလိုက်ပြီးရင် better ဟာလေးနေရာမှာ any point ရဲ့ any point ကိုစားပြုတဲ့ position better is why ဆိုကလေးကိုထည့်မယ်ပြီးရင်ဒီ equation ဒီဘက်ကို better တစ်ခုတည်းပြအောင်ရှင်းလိုက်မယ်ဟုတ်ပြီတစ်ဖက်ကို better တစ်ခုစီညီသွားပြီဆိုရင်အဆိုင်အောင်ကို component နဲ့ညီမယ်အဲ့တော့ x က 1+3t နဲ့ညီမယ် y က 4+2t နဲ့ညီမယ် z က 1+5t နဲ့ညီမယ်အဲ့ရနေတို့ကဘာလေးတွေရှာလိုက်မလဲဆိုရင် t လေးတွေရှာလိုက်ဒီကနေ t ရှာရင်1နှုတ်မယ်နှစ်ဖက်စလုံးเนาะ တစ်ဘက်စလုံးကို1ကိုနှုတ်လိုက်တော့တစ်ဘက်က x 1တစ်ဘက်က 3d ကျင်။ဟုတ်ပြီ t ကိုလိုချင်တော့တခါအဲ 3d ကို t နဲ့စာတစ်ဘက်က x 1ကိုလည်း t ကိုလိုချင်တော့3နဲ့စာအဲ့တော့ t ကျင်မယ်။တစ်ဘက်မှာ x 1 y 3ဆိုပြီးဖြစ်မယ်။ဒီတိုင်းပဲဒီမှာလဲ4နှုတ်မယ် y 4ဆိုပြီးဒီဘက်2တိကျတယ်။ဒီလိုလိုချင်တော့2နဲ့တကထန်စာနှစ်ဖက်စလုံးအဲ့တော့ y 4 by 2ဒီဘက်က2တိကိုဒီနဲ့စာတော့တိကျမယ်နော်။ ဒီမှာလည်းဒီလိုပဲဒီမှာ1ကို number စလုံးမှာပေါင်းလိုက်မယ်7 plus 1ဒီဘက်မှာ 5t ဖြစ်သွားမယ် t ကိုလိုချင်တော့ finance ကတော့ 5t ကို finance ကတော့ t ပဲကျန်မယ်ဒီဘက်က7 plus 1 by 5ဖြစ်ဟုတ်ပြီဒီအပိုင်းငယ်လေး3ခုစလုံးက t နဲ့ညီတာမို့လို့ဒီ3ခုကဖြစ်လေညီရဲအဲ့ဒါလေးကိုအဲ့3ခုညီတဲ့ပုံစံလေးကို line equation ရဲ့ cartesian form လို့ခေါ်တာဖြစ်တယ်သူရေးခိုင်းတယ် the cartesian equation of the line is ဆိုပြီးတော့ဒီ ratio လေး3ခုညီတာကိုရေးပြလိုက်ရော ။အောင်ဆိုတော့သူတို့သုံးခုလုံးကတီနဲ့ညီတာမဟုတ်လို့သူတို့သုံးခုလုံးရဲ့အဖြေကအတူတူပဲတီဖြစ်နေလို့သူတို့သုံးခုညီတယ်။အဲ့ညီတဲ့ပုံစံလေးဒီ line equation ရဲ့ cartesian form ဖြစ်တယ်။ cartesian equation of the line ဖြစ်တယ်။အဲဟုတ်ပါပြီ။အဲ့ဒါဆိုတော့ဒီနေ့ကတော့ဒီ example လေးကိုပဲတွေ့ကြမှာနော်။နောက်နေ့ညချရင်သူနဲ့သက်ဆိုင်တဲ့တခြားပုံစံလေးတွေတွေ့ကြမယ်။အဲ့တော့အားလုံးအဆင်ပြေကြပါစေ။ဒီနေ့ကတော့ဒီလောက်ပါပဲ။ နောက်သင်ခန်းစာတွေနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်เนาะ